ဒီစီရဆရာဝန်တယောက်ဖြစ်ပါရီအားလေးရဲ့ခီးထွက်ပြီးတော့တဲခုရဲ့နေရာကနေအငားကားတစီနဲ့ကန်းချီစီကိုထွက်လာခဲ့တယ်။ကန်းချီစီသွားတဲ့လမ်းလျှောက်ကတာယာပြီးတော့ရှူကီနေရာလေအရန်လာလို့ကန်းချီရဲ့နာမည်ကိုမေးပြီးမေးဒေသခံတွေကဒီကန်းချီကိုလူသိမများစေချင်လို့နာမည်ပြောမပြပါဘူး။လာတဲ့လမ်းရလာတယ်လို့ကန်းချီကိုမြင်လိုက်တော့ရေထဲဆင်းကျင်တဲ့စိတ်တောင်ချက်ချင်းပေါ်သွားပြီ။ပင်လယ်လေရာကျောက်ဆောင်တွေကကိုဝန်ဆောင်မျိုးသမီးတောင်တို့လိုငေးကြည့်နေမိနေဒေသခံကိုကောင်းကားပေးပြီးမေးလမ်းကြုံတင်တာဆိုပြီးတော့လက်မခံမေးပြန်သွားပြီ။ပင်လယ်ထဲမှာလူနှစ်ယောက်လိုင်းစီနေပြီးတော့ဒီစီလဲရေကူးဖို့ဝေစားလေးလိုက်တယ်။ပင်လယ်ထဲကိုထွက်လာပြီးတော့လိုင်းစီရင်ရင်ရောက်နေတဲ့နှစ်ယောက်နေလေစကားဆက်မိ ီလမ်းပြောကြရီတနာကြောက်ဒီနေ့ရေခူရီရှိလို့တတိထားပြီးကူးဖို့အကြံပေးကြရီတောင်းအထူလိုင်းစင်းနဲ့ခဏလောက်ကြတော့ DC ကမ်းပေါ်တက်လာပြီးတော့ဖိနေညမလီစီဖုန်းလန်းဆက်တယ်ဒီကန်းကြီးမှာအမေရိုင်းခဲတဲ့ဓာတ်ပုံတွေရှိလို့အမေနဲ့နီးဆက်ချင်လို့ကန်းကြီးစီရောက်လာခဲ့တာပါဖုန်းချပြီးတော့ရေရဲကိုနောက်တစ်ချိန်ဆင်းလာတယ်ကောင်းလေးညောင်ကရေရဲကပြန်တက်ဖို့ခေါ်ပြီးမြ DC ကဆက်နေချင်းတွေတယောက်တည်းနေခဲ့တယ်သိမချခင်မှာပဲရေထဲမှာလင်းမိုင်လေးတွေကိုတွေ့လို့ဒုံးနောက်ကလိုက်ကွင်းကနေတည်နေတဲ့ဝီလောင်အားကြီးတစ်ကောင်ကိုတွေ့လိုက်ရီအချင်းနေတီတိတ်မှန်လို့လိုင်းစီးပြီးတော့ကန်းဆက်ကိုသွားဖို့လုပ်နေတော့မှတစ်ခုခုနဲ့ဝင်တိုင်းမိပြီးတော့ဘုတ်ပြားပေါ်ကနေပြုတ်ချသွားရီကန်ဆိုးစော်နေ ည်းပဲအိညာမှာငမန်းရှိနေပြီးတော့ငမန်းကောင်ပေါင်ကိုဟိုက်လိုက်လို့သူရိအများကြီးထွက်လာတယ်။ငမန်းရန်ကားလုံးအောင်ဝီလာငါအတီကောင်ပေါ်တက်ပြီးတော့ကန်းစက်ကပြန်မိုးလုံနေတဲ့လူတွေကိုကူညီလမ်းထောင်းမိမယ်လေ။သူ့ရဲ့အတန်ကိုဘယ်သူမှမကြားပါဘူး။ငမန်းကဒီဝီလာငါအတီကောင်နားမှာတဝဲနဲ့လုံနေလို့အဲ့ဘဝကနေခုံဆင်းပြီးတော့ကြောက်ဆောင်ရှိရဘက်ကိုကူးသွားတယ်။ခက်ခက်ခဲခဲနဲ့ကြောက်ဆောင်ပေါ်ရောက်လာခဲ့ပြီးတော့ငမန်းရန်ကနေကာဝယ်လိုက်နေတယ်။ကန်းစက်မှာလူရဲရောင်တော်မရှိတဲ့ပြင်ဒံရကလေးတော်တော်နဲ့လို့ပါလာတဲ့နှခွေးနှစ်ဖက်နဲ့ဒံရကိုဆွဲချုပ်ထားလိုက်တယ်။သူနေတဲ့ကြောက်ဆောင်ပေါ်မှာဒံရရနေတဲ့ငှက်တဲ့ကောင်လေးရှိနေပြီးတော့ဒီစီယာကူညီကိုဆောင်နေဒီလိုနဲ့ဒီဖြည်းဖြည်းနေဝင်ပြီးတော့မိုးချ ုပ်သွားလို့ကြောက်ဆောင်လေးပေါ်မှာပဲမိနေတော့ပဇွန်လုံးလေးတွေထွက်လာပြီပဇွန်လုံးတစ်ကောင်ကိုတက်ပြီးတော့ပဇက်လေးထိလိုက်ပြီးမြစားမရပဲပြန်ထွက်လာပြီကြောက်ဆောင်နေမလန်းမကန်းမှာသူ့ရဲ့စက်ပုတ်ရှိနေလို့သွားယူဖို့စူးစမ်းကြည့်ပြီးမြရေထဲဆင်းလိုက်တာနဲ့ဒံယားကသူ့ရဲ့ရေထဲမှာပြန်သွားလို့ငမန်းမရောက်ခင်မှာကြောက်ဆောင်ပေါ်ပြန်တက်လာပြီကံကောင်းကျင်တော့အာယုန်တဲ့ချိန်လောက်ကန်းဆက်မှာအိပ်ပျော်နေတဲ့လူတယောက်ကိုတွေ့လို့ကြောက်ဆောင်ဘဝကညီကူညီလန်းတောင်းနေသူ့ရဲ့ရှိတဲ့နေရာကိုပြောပြီးတော့ထဲရဖုန်းနဲ့ကေဇေယူကိုအကြောင်းကြားပြီးဖို့မူရာလောက်ပြရီအဲ့လူကဖုန်းနဲ့လွေကိုသူ့ရဲ့ကြောမှာလွေပြီးတော့ဆက်ဖုန်းနဲ့ကြောက်ဆောင်ပေါ်လာပြီးဖို့လုပ်တယ်ငမန်းရှိလို့မလာနေလို့အော်နေတော့မှပဲငမန်းစာမိပြီးတော့က န့်သွားပြီနေလဲဘယ်တော့တော့မနီအားတွေ့တဲ့ကောင်လေးမျိုးကလိုင်းစီးဖို့ပြန်ရောက်လာပြီကျောက်ဆောင်မောကနေငမန်းရှိလို့တောင်ဆက်ကိုပြန်သွားဖို့အော်နေတော့မှပဲတယောက်ကငမန်းစာမိသွားပြီနောက်တစ်ယောက်ကကျောက်ဆောင်ရှိတဲ့စီကိုကူးလာပြီးတော့ကျောက်ဆောင်မောတက်ဖို့လုပ်နေတော့မှပဲငမန်းစာဖြစ်သွားပြန်နေမျော်လင့်ချက်မဲ့သွားလို့ကျောက်ဆောင်မောမှာပဲလင်းနေနေသူနဲ့အတူရှိတဲ့ဇင်ုံငက်လေးကိုကြည့်တော့မှတောင်မန်စစ်လွှဲနေမှန်းသိလို့ကူးသားပြလိုက်တယ်အဲ့ဒီချိန်ရေထဲမှာဘောလုံးပေါ်နေတဲ့ကင်မရာပါအုပ်ထုပ်လေးကိုတွေ့လိုက်ရတယ်ငမန်းကလေးသူ့နောက်မှာရှိနေလို့ငမန်းမလာခင်မှာအုပ်ထုပ်စီရောက်အောင်သွားပြီးမဲ့လမ်းမှာတနာကြောက်တီနဲ့ခိုင်းမိပြီးတော့ထန်ရရသွားပြီဇွမ်ရှော်ရဲ့နောက်တစ်ခေါက်ပြန်သွားပြီးတော့အုပ်ထုပ်ကိုကျောက် ဆောင်မော်တီယူလာလိုက်နိုင်နေကျောဆောင်မော်ပြန်အောင်လို့ဗီဒီယိုဖိန်ကြည့်လိုက်တော့ငမန်းပစံနာမှာထန်ရရထားတာတွေ့လိုက်ရတယ်။ဒါပြင်ဒီဟုတ်ထုံးမှာငမန်းရဲ့သွားတချောင်းမှာကျိုးပါလာလို့သွားအောင်နှုတ်ပြီးတော့ကိုနေမကွာဆောင်ထားလိုက်တယ်။ဒီကင်မရာကိုသုံးပြီးတော့အခုဖြစ်နေတဲ့အခြေအနေနဲ့ထန်ရတွေကိုမှတ်တမ်းတင်ပြီးတော့အဖေနဲ့ညီမလေးကိုပြောချင်တာတွေရင်ဖွင့်ပြီးကင်မရာကိုရင်ထဲပြန်မျောလိုက်တယ်။ခဏနေလို့ဒီရေတက်လာရင်သူရှိနေတဲ့ကျောဆောင်ကိုရေလွမ်းတော့မှမို့အနာရေချောင်းပြဘရာစီကိုသွားဖို့လုပ်ပြီးတော့ဇင်ယော်လေးကိုလည်းပုံပြပေါ်တင်ပေးလိုက်တယ်။ဘောရာစီကိုသွားတဲ့လမ်းမှာငမန်းကဆောင်နေပြီးမြေခူရီနောက်တော့မလာလို့ရေခူရီကြားနေကူးသွားဖို့လုပ်တယ်။ရေခူရီနဲ့မထီအောင် ောင်မီမဲဘလို့မှမတက်တာပဲလမ်းမောင်းမှာတစ်ချက်ထိပြီးတော့ဘော်ရာစီကိုရောက်လာပြီးနောက်ကနေငမန်းပါလာပြီးတော့ဘော်ရာစီကိုအတက်ငမန်းကလမ်းကိုက်လိုက်လို့ဆွဲတက်ဖို့လုပ်နေတဲ့လေကားကျိုးပြီးတော့ငမန်းဘော်ကိုပြုတ်ချသွားပြီးလက်သေးကျိုးပါလာတဲ့လေကားတန်တုံးနဲ့ငမန်းကိုလုံးနဲ့ထိုးမိပြီးတော့ဘော်ရာဘော်ကိုပြေးတက်လိုက်တယ်အပေါ်ရောက်ပြီးတော့မကြာခင်မလမ်းမကန်းမှာသင်းမောတစည်းဖြတ်သွားလို့ဘော်ရာဘော်ကပစ္စည်းတွေတုံးပြီးတော့အချက်ပြလိုက်ပြီးမဲ့အကူအညီမရပါဘူးကန်းကြီးမှာကလေးတယောက်ဘော်လုံးဆော့နေရင်အုတ်ထုတ်နဲ့ကင်မရာလေးကိုတွေ့လို့ဖွင့်ကြည့်တော့အကူအညီတောင်းထားမှန်းသိပြီးတော့အိမ်ကိုပြေးတယ်ဘော်ရာဘော်မှာထိုင်နေရင်ဒံရအသွေးတွေပင်လေတွေကျနေလို့ငမန်းကအနာမခွာပဲရှိနေတယ်ငမန်းကိုမိကြည့်နေပြင် င်းထိသွားတော့ငမန်းကဘောရာကိုလာပြီးတော့ကြိုက်ဖဲလို့ဘောရာမှောက်သွားတယ်။ဒံယာရနေတဲ့ငမန်းကလေးဝေးကိုထွက်သွားပိုင်းနဲ့ဒီစီစီကိုမဲပြီးတော့လာနေလို့လဲနေတဲ့ဘောရာကြားရီကိုဝင်ပုန်းနေရတယ်။ဘောရာကတန်တန်းနဲ့ငမန်းပါးဆက်ချာမှစူးနေတဲ့တန်ကွင်းကြီးနေတော့ဘောရာတွေကထွက်ပြီးတော့အောက်ချီကြောက်ချထားတဲ့စီကိုကူးသွားတယ်။ငမန်းလွတ်လာပြီးတော့နောက်ကတုံလို့လိုက်လာတဲ့အချိန်ကြောက်ဆူးစီကိုကူးသွားခဲ့ပြီးတော့ရိုးရီရဲ့ဖိလိုက်တော့ငမန်းကြီးပါးဆက်တွေကြောက်ဆူးဆိုင်မိပြီးတော့ခံသွားတယ်။ကလေးခေါ်လို့ကန်းကြီးကိုလိုက်လာတဲ့သူကဒီစီကိုပင်လေစီကားကြောင့်တင်လာတဲ့လူဖြစ်ပြီးတော့ကန်းဆက်ကိုရောက်ချင်းမှတင်နေတဲ့အမှုသမားကိုတွေ့ရတယ်။ခဏနေရော လိုင်းပို့ပြီးတော့ဒီစီကန်းဆက်စီကိုမျောလာတာတွေ့လို့ တဲတောင်မြေမော်ကိုဆွဲခေါ်လာပြီးတောင်ပေါ်ရောက်ပြီးတော့ခဏနေတော့ဒေဇီရဲ့မျက်စိထဲမှာအမေကိုမြင်လိုက်ရပြီးတော့ပြန်တတိရလာတယ်နောက်တစ်နေ့ကျတော့ဒေဇီမိသားစုနဲ့တူကန်းကြီးစီကိုနောက်တစ်ခေါက်ထပ်လာရင်းနဲ့ဇလန်ကလည်းပြီးဆုံးသွားခဲ့ပါပြီလူချင်းမင်းတို့လည်းပင်လယ်ရေတွေ့တိုင်းဆင်းကူးရင်တော့ငမန်းကလာကိုက်မှဖြစ်ပြီးတော့အိုင်တွေ့တိုင်းခြေစင်းရင်တော့အေကိုက်မှဖြစ်ပါပြီဟုတ်ကဲ့ပါဆုံးနည်းကြည့်ပြီးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါပါ